ဘုံထောင်တိုင်းတော်လန်ရင်မဟုတ်ဘူးမင်းတို့ရည်ရချက်တွေမှားနေပြီအဲတင်ကဆရာမတရားအမြင်နဲ့ပြောရမယ်ဆိုရင်တန်ရာတွေများနေတဲ့အတိုင်းပြည်ကိုတန်ရာတွေပျောက်ကင်းသွားအောင်လှုပ်ပေးနိုင်မှစစ်မှန်တဲ့တော်လန်ရင်ဖြစ်တော့မှာပေါ့ကွာအာကန်ကျတော်ကြီးကတော့တမသေးတန်တိုက်နေသလိုကိုအာကန်ကျတော်ဦးအီကိုပြန်တိုက်နေတာကတော့နေထိုးဖြစ်ပါတယ်။အောင်းပါနဲ့ဒီကောင်ကြီးအခုလိုမျိုး ပြည့်တသားတစ်ဖက်ကိုနင်းချလိုက်တာဒါတော်တော်လေးဥမာပြည်သူတွေအတွက်ရှင်းရှင်းလင်းလင်းမြင်ရတဲ့အနေထားတစ်ခုပါပဲအာအဲ့ဒါလည်းမဟုတ်သည်ငါတို့ကတော့ဘယ်လိုလုပ်အောင်ထုတ်မှာအခုလည်းမင်းတို့ရဲ့အတူရောက်ရွေးကောက်ပွဲကြီးကိုငါတို့ကမရရောက်ချက်အဲ့ဒါတော်လာရေးပဲဘာဖြစ်လို့ဖြစ်ချင်တယ်လဲကျော်ရွေးကောက်ပွဲဖြစ်မှမင်းတို့လိုချင်တဲ့ဒီမိုကရေစီလမ်းကြောင်းဆိုတာပွင့်သွားမှာပေါ့ဟမ်အခုကမင်းတို့ကစစ်တပ်အုပ်ချုပ်တာကိုလည်းမလိုချင်ဘူး ဘေးမှာလည်းမြင့်မြတ်ကလည်းပါသေးတယ်ဟာကိုကောင်ပါသေးတယ်နောက်တစ်ကောင်ပါနေဝင်းဆိုတဲ့ကောင်လည်းပါသေးတယ်ဒီမှာကွာလိုင်းပေါ်မှာလည်းတည်နေရစုံနေတာပဲငါတို့ပြန်လာရင်လန်ကီလည်းဘာမှမဖြစ်ပါဘူးအေးငါတို့ပြန်တဲ့လန်ကီကဂိတ်တစ်ခုမှအောင်ချနေကြတယ်ဟင်ငါတို့အဲ့ချင်အဲ့မှာရှိနေတာပဲဘာမှဖြစ်ပါဘူးအေးလေပြောင်းကွန်မန့်နေရှောက်မန့်မနေနဲ့ဦးမင်းအစဲခံနေရအောင်သေးပါသေးပါသေးပါနေကြတယ် ရင်ဒါကတော့တော်လိုင်းဘက်ကသူတွေကသတင်းမှတွေထုတ်ပြန်ပြီးတော့လှုပ်တယ်ဆိုတာကိုဘုံဖော်တဲ့ဟာစကားလုံးပြောတော့ဖြစ်ပါတယ်။နေဝင်ဆိုတဲ့ကောင်ပါ။ဒီပါမမတ်ပါဘူးကွာ။ဒီကွာအဲ့ဒါတွေကလည်းတမျိုး။အဲအေဂျင့်မောင်ကလည်းပါသေးတယ်။အေဂျင့်မောင်ကလည်းနန်းဝင်ဖြူနေသေးတယ်ကြားထဲရနေပြီးတော့။ဘာလို့တွေကလည်းဆဲခံမဆိုလို့မျိုးသိထားတာလည်းများနေပြီကွာ။ဒူရီကလည်းမဟုတ်ပါဘူးမဖြစ်ပါဘူးလို့ပြောလို့ရှိရင်ဇုတ်ကိုဟုတ်ခိုင်းဖြစ်ခိုင်းနေလို့ပါပဲ။ငါတို့လည်းဘယ်လိုပြောအောင်မသိတော့။ဒီကွာ။ ဘူးကြီးလာလာလာမြတ်ဒီရွေးကောက်ပွဲကိုဘယ်လိုမြင်လဲဖွင့်နေမေးကုန်ပြီရွေးကောက်ပွဲကိုဘယ်လိုမြင်လဲလို့မေးကုန်ပြီနော်တိုင်းပြည်ရဲ့ရွေးတစ်ခုကိုတွားနေတာတော့အမှန်ပဲဗျာဟာရမအဲ့လိုမပြောနဲ့လေကွာအဲ့ဒါကြောင့်လေဒီဒီရွေးကောက်ပွဲကိုတကဘာလုံးကစိတ်ဝင်စားနေတာဟာတကဘာလုံးကတော့စိတ်ဝင်စားကုန်ပြီကလောက်ကြအောင် ကိုမင်းလေအကျွန်တော်တည်တဲ့လောက်လေးတစ်ခုလောက်တော့ဝင်ပြောပြရစီအခုကျွန်တော်တို့ရွေးကောက်ပွဲကိုတကဘာလုံးကစိတ်ဝင်စားနေကြတယ်ဆိုတာကဒီစစ်တပ်ကအာဏာထိန်းတော်ကိုစိတ်ဝင်စားနေကြတာမေပထရီကပြောခိုင်းတဲ့အတိုင်းပြောနေပြစအာဏာသိရင်သိနေမှာဘာလဲအာဏာထိန်းနေတယ်အေးချက်မောင်တကောင်တော့ပေါ့အဲ့တော့ဒီလိုကိစ္စတွေကကမ္ဘာနိုင်ငံအသီးသီးမှာလေဖြစ်နေကြပဲလေအဲ့တော့အခုစစ်တပ်က အယတအစိုးရကိုအာဏာပြန်လွှဲပေးမလွှဲပေးဘူးတကဘာလုံးကစောင့်ကြည့်နေကြတယ်ပြောပြည်သူတွေမသိသေးတဲ့တချို့ကိစ္စတွေရတယ်ရှိနေကြသေးရောပြည်သူကြီးကပို့ပြီးတော့ရှုပ်နေကြပြီးတော့လေဗျာချိုးထားတဲ့ဖဲတိုင်းလည်းမဝေမိကြတော့အကုန်လုံးကအကန့်နေဖြစ်ကုန်ကြတာပေါ့ဒီထဲမှာဝင်ရောက်တိုက်ပေးနေတဲ့လူရောတထောင်ရဲ့အားနဲ့ညီမတွေအနုပညာရှင်တွေစကလုံးတွေပြည်သူတွေရဲ့ရင်တွေရောက်သွားနှံ့ပြီးတော့ဝါရမိုင်းတွေဖြစ်သွားနိုင်ပါ ါကြောင့်ဒီလိုဗီဒီယိုတွေကတကယ်အစ်စ်မှာမဟုတ်ပါဘူးဒီကောင်လေးရဲ့လှုပ်ကြံဖန်တီးမှုတွေဖြစ်တဲ့ဆိုတော့ဟော်လန်ပြည်သူတွေကတော့တီးပြီးသားဖြစ်မဲ့ချူတော့ပြည်သူတွေသိရှိဖို့လိုအပ်ပါတယ်အဲအဲအကြောင်းမလို့လေဒီရွေးကောက်ပွဲကိုလုပ်ဖို့စီစဉ်ကြတာပေါ့ဗျာဒီခက်တာဗျာအခုရွေးကောက်ပွဲလုပ်ပြန်တော့လေဒီရွေးကောက်ပွဲကအတုရောအဲအဲဆိုရင်မင်းတို့လာပြီးတော့ရွေးကောက်ပွဲဝင်ကြဝင်ကြဆိုတော့လေမဟုတ်ဗျာဟာ ခတ်တော့ခတ်နေတယ်။ဂျားရဲကကျွန်တော်တို့ပြည်သူတွေရည်ဂျောင်းပိတ်ပြီးတော့ရိုက်ခံနေရတာ။ဒီဂျားရဲနိုင်ငံရေးသမားတွေကလည်းသူတို့ပြောတဲ့အတိုင်းလို့သူတို့ခိုင်းတဲ့အတိုင်းလုပ်ဆိုတာကြီးပဲ။အဲ့လိုကြီးတော့လည်းမဟုတ်သေးဘူးလေ။ကျွန်တော်တို့လုံချင်မှလုံမှာပေါ့မဟုတ်ဘူးလားတကယ်ကြရနော်သူလုံချင်မှလုံမှာပေါ့ခင်ဗျားတို့တိတ်တိတ်ပြီးသုံးသုံးမခိုင်းနဲ့ဟာမြင်းမြတ်တကောင်ကသူလုံချင်မှလုံမှာတဲ့မိသားကဆောင်းတာအစား ပွဲလမ်းသဘင်လောက်တာအဆုံး။ဘာဖြစ်ဖြစ်အစ်စ်ကြီးပြောနေတော့တာ။ဒီကွာ။ဒီဘာဖြစ်ဖြစ်ကွာ။ဒီရွေးကောက်ပွဲဟာငါတို့ပြည်သူတွေအတွက်ထပ်ပေါက်တစ်ခုပဲကွာ။ဆော်ဒီဆော်ကြယ်။ဒီထွက်ပေါက်ကိုငါတို့ကောင်းကောင်းအသုံးချမှာဖြစ်မယ်။အေးအသုံးချတတ်အောင်လည်းပြည်သူတွေကိုအသိပေးမှာဖြစ်မယ်ကွာ။ပြည်သူတွေကသိပါတယ်။ဘာမှမသိတဲ့ဖိအားတွေကြောင့်လားပြည်သူတွေကလန့်နေတယ်။ အဲ့မဲအခုလာမဲ့ရွေးကောက်ဝဲကြရဲ့ဘဲပါတီကိုမဲပေးမယ်လို့စဉ်းစားထားတယ်ဘယ်ဘာလို့ငါနဲ့တူနေမလားလို့လေကျွန်တော်ကတော့ပါတီကိုလည်းမကြည့်ဘူးလူကိုလည်းမကြည့်ဘူးတကယ်တိုင်းပြည်ကိုအကျိုးပြုမဲ့လူကိုပဲကြည့်မှာဘယ်သူမှတော့တိုင်းပြည်ကိုပျက်စီးအောင်မလုပ်ကြဘူးပျက်စီးအောင်မလုပ်ချင်လို့လည်း ကျွန်တော်တို့အခုရွေးကောက်ပွဲလမ်းစဉ်ကိုရွေးထားတာပေါ့နော်အကယ်ဒမီတခုလိုချင်တယ်ဆိုရင်တော့အခုလိုစကားမျိုးပြောရမှာတော့တေချာပေါ့ကွာတေချာတော့နေဝင်ရအဓိကကတော့လူရွေးမှန်ဖို့ပဲလိုတယ်လူရွေးမှန်မှလူမှန်ရမှာလူမှန်ရမှာလမ်းမှန်ရမှာဘောမဘောမဘောမဟေးဘောမဘောမအဲ့လိုမျိုးပါခင်ဗျာအနုပညာဓမ္မတော်တော်များများအနုပညာရှင်တော်တော်များများက

ံမျိုးတွေအားလုံးပဲသဘာဝဘေးနဲ့မေဘေးတွေမှာအမြန်ဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေတယ်ပဲကျွန်တော်ရဲ့ကိုကြစ်ရီဗော်လူရှင်ရေရှင် channel လေးကပြန်လဲကြိုဆိုလိုက်ပါတယ်ဗီဒီယိုရီဗျူရှင်မလို့တော့ပြီးမှတော့ယနေ့အော်တိုဘာလ26ရက်နေ့အနည်းငွေနေ့ရဲ့မနက်ပိုင်းထီနောက်ဆုံးရရှိသတင်းချို့ကိုအချင်းချုပ်ဖော်ပြပေးသွားဖြစ်တဲ့တော်တော်များများအားလုံးပဲအဆုံးနှိရှိဖို့ဒီနေ့မှာထပ်မံတောင်းဆိုလိုက်ပါတယ်ဒီနေ့မှာလည်းသတင်းကောင်းတွေပဲဖြစ်တဲ့တော်တော်များများအားလုံးပဲပျော်ရွှင်တဲ့နားဆင်အောင်ပါလေဖြစ်ပါတယ်အခုအနေနဲ့ကတော့စစ်ကောင်းဆောင်တွေက၎င်းတို့ရဲ့ကိုရိုးစီဝါတွေနိုင်ငံတော်အာဏာကိုအတင်းအဓမ္မမတရားသဖြင့်သိမ်းပိုက်ထားဒီမှာ ဒီနေ့မှဆိုရင်တော့1929ရက်ရှိပြီဖြစ်ပါတယ်။ရောင်းသွင်းတဲ့ပုံအနေနဲ့ကတော့ LND ဆိုရဟာလူဝင်မှုကြီးကြပ်ရေးဥပဒေ၊အစင်းဥပဒေနဲ့နောက်အခံဥပဒေတို့ကိုဖျက်သိမ်းနိုင်ခြင်းကြောင့်နိုင်ငံတော်အထုတ်ချာအာဏာကိုထုတ်ပေါက်ခဲ့ကြောင်းကြံ့ဖို့ပါတီဥက္ကဋ္ဌခင်ကရောသလက်ကြီးနဲ့ဝေဖန်ပြောဆိုခဲ့ရတဲ့တွေ့ရှိရပါတယ်။အခုလိုမျိုးဥပဒေတွေ၊အစင်းဥပဒေနဲ့လူဝင်မှုကြီးကြပ်ရေးဥပဒေတို့ LND ဆိုရတဲ့မှာဖျက်သိမ်းပေးတာဖြစ်တဲ့အတွက်ဒီဘက်မှာရှိတဲ့လူတွေနဲ့ပြည်တွင်းကို အိမ်ဦးနဲ့ကျမ်းမြေလို့သွားလို့ရပြီးတော့တကယ်မှပဲအခက်အခဲမရှိသွားလာပြီးအဆင်ပြေတာလဲအားလုံးသိရှိရမှာဖြစ်ပါတယ်အဲ့ဒီမေစုအုပ်ချုပ်ခဲ့တဲ့ငါးနှစ်ကာလတွေမှာပြည်ပကလူတွေနဲ့ပြည်တွင်းကလူတွေနဲ့ချိတ်ဆက်မှုနဲ့ပြည်ပကလူတွေကိုယ်တိုင်ပြည်တွင်းကိုပြန်ပြီးတော့လှုပ်လှုပ်ခြင်းနဲ့ဆန္ဒတွေအများကြီးပြန်ရောက်လာရသူတွေအများကြီးရှိရတယ်အားလုံးသိမှာဖြစ်ပါတယ်ဒါပေမဲ့ဒါဟာခင်တွက်ကတော့အစိုးရကိုဘတ်ဂျက်ကိုထိကျိုက်စေတာဖြစ်ပြီးတော့အစိုးရအနေနဲ့လည်းလုံခြုံမှုတော့မထိန်နိုင်ဘူးဆိုပြီးတော့ပြစ်တင်ဝေဖန်မှုတွေပြောပြီးတော့သူ့ကလေးချိုင်တော့အကုန်လုံးတင်းကြမယ်ဆိုတဲ့သဘောတရားကိုထုတ်ဖော်ပြောကြနေရတယ်တွေ့နေရပါတယ်ကျန်ဖို့ခင်ရ၎င်းအနေနဲ့လောက်ကဝင်ကြီးဖြစ် တိမ့်စိန်အစိုးရလက်ထက်မှာတာဝန်ထမ်းဆောင်ခဲ့ကြောင်းနဲ့မြန်မာနိုင်ငံကိုဒီဘက်ကနိုင်ငံရသားအဝင်ထွက်တွေကိုစီစစ်ပြီးတော့မြန်မာနိုင်ငံကိုပြန်ရောက်လာမယ့်မြန်မာလူမျိုးတွေရဲ့ဒီကလည်း budget တွေကိုနှိုက်ခဲ့တာလဲအလုံးသိမှာဖြစ်ပါတယ်အခုချိန်မှာတော့နောက်ထပ်သူတတန်းမှာအာနာရာရခဲ့မယ်ဆိုရင်တော့လောက်ကဦးစီးမှုနေရာကိုသူ့ရဲ့လူတွေကိုခန့်အပ်ပြီးတော့ပို့ပြီးတော့တင်းကျပ်တဲ့အနေအထားတွေပြုလုပ်ဖို့ရှိတယ်ဆိုတာလည်းသိရှိနေရပါတယ်နောက်တစ်သတင်းပုံအနေနဲ့ကတော့ရန်ကုန်မြို့သင်္ကန်းညွှန်းညွှန်းနယ်မှာပြုလုပ်ခဲ့တဲ့ ADS ဖွဲ့ရဲ့နောက်ဆုံးဖြော်ပြပွဲမှာပဲအသက်38နှစ်အရွယ်အဆိုတော်အာဒီနိုဟာအရှင်းဆိုရင်းနဲ့ပဲ အလုံးယောဂာနဲ့လဲကြကွယ်လွန်ခဲ့ကြောင်းကွယ်လွန်သည်ရဲ့ယင်းဒီတဲ့မိသားစုတွေတိုင်ဝမ်ကလည်းသိရှိရပြီးဗီဒီယိုဖိုင်တွေလည်းအားလုံးတွေ့ရှိမှာဖြစ်ပါတယ်။ဆိုတော့အဒီနိုကတော့ကွယ်လွန်သူအစိုးရရီမွန်ရဲ့မငုံနဲ့တော့တချင်းကိုဒီဆိုနေလဲကြကွယ်လွန်ခဲ့ခြင်းဖြစ်ပြီးကွယ်လွန်ခြင်းမှာတော့အသက်38နှစ်ရှိပြီဖြစ်ကြောင်းလည်းသိရှိရပါတယ်။အခုလိုပြုလုပ်ခဲ့တဲ့ဖြော်ပြပုံမှာကွယ်လွန်သူအစိုးရရီမွန်အတွက်အမှတ်တရနဲ့ AD ရဲ့ဖွဲ့ရဲ့နောက်ဆုံးနှုတ်ဆက်ဖြော်ပြဖြစ်ကျင်းပခဲ့ကြောင်းလည်းအခုကျင်းပပွဲမတိုင်မီကကြေညာခဲ့ပါတယ်။သူတို့ကလည်းတကယ်ကိုပဲနောက်ဆုံးဖြစ်သွားခဲ့တာလည်းစိတ်မကောင်းစရာအခုလိုပြောမှနေထားပါပဲ။ဒီမုံနေနဲ့ကတော့မေဆုနဲ့သမတာကြီးပေါဝင် NLD ရဲ့ ဖွဲ့ဝင်တွေကိုယ်တော်ကိုမှုချိုးမြချိုးကလပန်ချိုးပြောခဲ့တဲ့တတ်တကိုင်းတကောင်ရဲ့စကားလုံးနေတဲ့အားလုံးသိရှိမှာဖြစ်ပါတယ်။တချို့မှာတတ်တကိုင်းတကောင်ကတော့မယောင်နိုင်တောက်ချတာခံလိုက်ရပြီးတတ်ခိုင်ရဘလို့လူမျိုးလဲဆိုတာဖြစ်တဲ့ဥဝင်ထိန်ကနေဘလို့ပြောခဲ့ဘူးလေဆိုတာဒီကိုပြန်လဲဝင်များပြေးလိုက်ပါတယ်။မကြည့်ရသေးတော်လည်းမျိုးတွေအားလုံးပဲကျွန်တော်တို့ကြည့်တော်လို့ရပါတယ်။ဟောတတ်တကိုင်းဒေါ်သက်ခံလဲသူကလဲပါလဲဆိုလို့ရှိရင်အင်တာဗျူးလုပ်တယ်တတော်မှပြောတယ်အဲ့ဒါကြီးကပါလဲဆိုဒေါ်စုကြီးရွေးပြီးတော့ဘလုံးနိုင်ငံတကာနိုင်ငံ အုပ်ချုပ်တဲ့ခါမှာဘလုံးပစားလိုလဲပေါ့ဘလုံးကရင်တစ်သိန်းလုံးညီညွတ်ကတက်ညီလက်ညီကမ္မရမှာအခုကတယောက်ထဲကတဝိုင်းတစ်သိန်းလုံးတကွင်းလုံးဝင်ကန်တယ်ဆိုတာကိုပြောတော့ပါကျွန်တော်ခေါ်ပြီးတော့သူ့ကိုဆွေးနေရတာ तू ကသူ့ကိုသူဆွေးနေတဲ့ခါမှာ तू ကဆွေးနေတယ်လို့ तू မထင်သူ့ကိုဆူတယ်လို့ထင်အဲ့တော့ခင်ဗျအဲ့လိုပြောတာမသိတော့ဘူး NLD ကို2015ကျမှရောက်တာ NLD ကတမန်ရောင်းလည်းမသိဘူးတော်စုကတော့ကဘာသီးကိုထားရတော့ ဒါပေမဲ့ခေါင်းဆောင်တော်တော်များများဒူဝေတာပဲခံပြီးတော့ရုံးခံပြီးတော့စစ်စိုးရဲ့အပိနိတ်ခံပြီးလာတဲ့လူတွေဆိုတော့ဇာပြေစင်ညီပြောပါလို့ပြောခဲ့ဘူးတယ်။ဒါပေမဲ့သူကလောကအခက်ကြီးတာမလို့အင်တာဗျူးလို့တိုင်းဥမင်းထက်သူခေါ်ဆူတယ်။ဥမင်းထက်သူခေါ်ဆူတယ်။အဲ့တော့ဒါတက်ဟိုပေါ့ထင်ရှားဆုံးဥပမာတစ်ခု။အဲ့တော့အဲ့လိုပုံကူတွေကရှိတယ်တိုင်းနဲ့ပြည်နဲ့အသီးသီးမှလည်းရှိတယ်။မြို့သားလွှတ်တော်ပြည်သူလွှတ်တော်မှလည်းရှိတယ်။ဒါတွေစီးရင်ကျွန်တော်တို့ရှိပြီလား။အဲ့တော့အဲ့ဒီပုံကူတွေနဲ့ပတ်သက်ရင်ကျွန်တော်အများကြီးစဉ်းစားနေဆုံးဖြစ်ရအောင်။ဟုတ်ကဲ့ဟုတ်ကဲ့ အပါတီမှာပေါ့လေပြီးခဲ့တဲ့ရွေးကောက်ပွဲတော့ဒီလိုပုံကိုယ်တွေကိုဒါရွေးခဲ့တယ်ပေါ့နော်အခုတော့နောက်ဆက်တွဲဒီလိုပြဿနာတွေဖြစ်လာတယ်အဲ့တော့အဲ့ဒီ2015တုန်းကဆိုရင်ဒီ88အင်အားစုတွေပေါ့နော်ဒီ NLD ဒီ TA အောက်ကနေပြီးတော့ရွေးကောက်ပွဲဝင်ပြိုင်မယ်နိုင်ငံရေးလက်တွဲလုတ်ကင်မယ်ဆိုပြီးတော့လုတ်ခဲ့တာရှိတယ်ဒါပေမဲ့သူတို့ကိုမရွေးချယ်ခဲ့ဘူးပေါ့နော်အဲ့လိုမရွေးချယ်တဲ့အထက်မှာလည်းအင်ကေကအဓိကတာဝန်ရှိသူလို့ပြောကြတယ်ရှင်အဲ့တော့သူတို့နဲ့ကိုကိုကြီးကပြောတာဟုတ်ကဲ့ရှင်အဲ့တော့သူတို့ကိုမရွေးချယ်တဲ့ပြဿနာဟုတ် ခုနပြောသလိုပေါ့ဒေါ်စုကဒီမြို့သားညညာစီကိုမူတည်တဲ့ကြောင့်မလို့ကိုကြီးတို့မင်းကိုနိုင်တို့ရဲ့အင်အားကိုလည်းသိတယ်ပြည်သူလူထုကသူ့သဘောကျတယ်သူတို့သဘောကျတယ်သိဒါမှမဟုတ်သူတို့ကိုကျွန်တော်အနေရေကောက်ပေါ်မှာ90 5ရောက်တော့လက်ခံမယ်ဟုတ်ကဲ့ဆိုတဲ့အခါမှာသူတို့က20လောက်ဝင်လာကြတယ်ရန်ကုန်မြို့မြို့နယ်အသီးသီးမှာရောရုပ်စွာလို့အေရီမှာရောဆိုအဲ့အဲ့တော့ကြီးတော့မဖြစ်ဘူးဘာလို့ဆိုတော့ အသက်ဆိုင်အမျိုးနယ်ဒီမှာကျွန်တော်ရွေးထားတဲ့လူတွေရှိတယ်။အဲ့ဒီရွေးထားတဲ့လူတွေကဒီ88ကလေးထောင်ကျခံចောင်းသားကောင်းဆောင်တွေလို့ចောင်းသားတွေလည်းသူကောင်းဆောင်တာမဟုတ်တာ။နိုင်ငံရဲ့ဒူဘေတာပဲခံတဲ့ပုံပုံတွေနဲ့နှက်နာသွားမှာဆိုလို့ခင်ဗျားတို့ဒီလောက်ပဲလက်ခံမယ်။ဆိုတော့၃ရက်ပဲလက်ခံမယ်။လေးရက်ပဲလက်ခံမယ်။အဲ့လိုဆိုတဲ့ခါမှာကိုကိုကြီးကကျွန်တော်လုပ်ပါတယ်ဆိုပြီးတော့လူသိခင်ညာဆွဆွဲမှုတယ်။ပြန်မဖြေပါဘူးဒါကိစ္စပြန်မဖြေပါဘူး။သို့တော့ အနေရရေးကြီးတဲ့လုပ်ငန်းမှန်များဆိုတော့ဒေါန်စန်းစီရဲ့မူဝါဒအတိုင်းပဲဆိုတာသူတို့ကောင်းတဲ့ဘုံပေါ့အဲ့တော့ဒီအဲ့ထက်တယောက်ကြံတာကိုပြုံးချိုကိုပြုံးချိုပဲကိုပြုံးချိုကတော့ပြောတာဆိုတာနေတာခဏတော့ဘယ်သူမှမပုတ်ခတ်တဲ့တော့သူကြံနေခဲ့တယ်ကြံတဲ့ဟိုမိမိဆိုတည်သွားပြီဟုတ်ကဲ့အကိုကြီးဆိုပတ်ပါတော့အဲ့လိုပေါ့အဲ့တော့ဒါနဲ့ပတ်သက်လို့သူများကကျွန်တော်ပြောလဲကိစ္စမျိုးခဏရင်ရှိတယ် ဟုတ်တယ်မဟုတ်တယ်ညင်းစရာမလိုဘူးပြီးသွားဒါတမန်ကြောင့်ဖြစ်သွားပြီလေနဲ့လေရှင်တို့ကလိုက်ဖက်ပါတယ်နော်ရှင်တို့ကတကယ်လဲပြည်သူချင်ဘက်တွေကိုရှင်တို့တမျိုးလုံးတစ်ဆွေလုံးကပြည်သူချင်ဘက်တွေပဲဥပဒေရဲ့အထက်မှာငုံတုတ်ထိုင်နေတဲ့ခရိုနီလူရုပ်မာတွေခရိုနီတခိုးတွေနော်ပြည်သူချင်ဘက်တွေရှင်တို့တွေကအခုလဲပြည်သူတွေပေးထားသလိုပဲပြီးပါပြီပေါ့ရှင်တို့ကဒါအမှဘောကြီးကိုသွားမပြီးတော့နော်ဒီရွေးကောက်ပွဲကြီးအတွက်နေရာတနေရာအတွက် စောက်ရှက်တွေမဲ့ပြီးတော့ပါဇက်နဲ့ဖေနဲ့ကိုတသားရဲထားပြီးရှင်တို့ပြောကျင်တယ်လို့ပြောခဲ့ပြီးတော့အားတွေချဲ့ပြီးလုံနေတယ်ရွေးကောက်ပွဲမှာဟုတ်လားဝင်ပြိုင်လို့မရတော့ဘူးဆိုတော့တည်င်းကိုလူသိရှင်ကြားကဘာသိအောင်ဖွင့်ချလိုက်တော့ဘယ်လိုများနေသေးလဲလို့မေးချင်လိုက်တာအရမ်းပဲဟင်မကြခင်ကမှအမေတော်အောင်ဆန်းစုကြည်ကိုလက်စားမှုနဲ့ထောင်ကြတာပါနိုင်ငံရေးအကျဉ်းသားမဟုတ်ဘူးဆိုလို့ဆိုပြီးပြောခဲ့တဲ့ရှင်ပါဇက်ကတပတ်တော်မခံလိုက်ပါလား ဟင်ဟုတ်လားဝတ်လေတယ်ဆိုတာအဲ့ဒါမေတ္တာစူးတယ်ဆိုတာအဲ့ဒါချိန်စာတင့်တယ်ဆိုတာအဲ့ဒါဟင်ရှေ့ကိုပြောတာအဲ့ဒါเนาะကျမတို့ခေါင်းဆောင်ကသိက္ခာရောတမာရီရောပြည့်စုံတဲ့လူတယောက်เนาะခုံးကံမြင့်တဲ့လူတယောက်ရှုံးမှကျင်လို့တာခေါင်းစဉ်အမျိုးမျိုးတက်ပြီးထောင်နဲ့ထည့်ထားပေမဲ့သူ့ရဲ့ဖုံးကံအရှိန်အဝါကပြည်သူလူထုအပေါ်မှာအပြည့်အဝလွှမ်းမိုးနေစေဖြစ်တယ် အဲ့ဒီအတွက်ကြောင့်မလို့ရှင်တို့အခုလိုမျိုးဟလာကဘာတိလူတိရှင်ကြဆောက်ရက်ကွဲတဲ့အခါကျတော့ကျမတို့ကလက်ညိုးဝိုင်းထိုးလို့အရသာရှိလိုက်တာပြောမနေပါနဲ့တော့ဟင်အရသာရှိလိုက်တာအမေစုကိုလက်စားမှုနဲ့ထောင်ကြတာပါနိုင်ငံရေးအကျဉ်းသားတယောက်မဟုတ်ပါဘူးလို့ရှင်ပါဇက်ကမကြခင်ကမှပြောခဲ့တာကဲအခုကျတော့အိမ်ယာစီမံကိန်းတွေကိုစောက်ကျွေးမဆက်နိုင်တာကဘလောက်ဟလာဘီလီယံနဲ့ချီနေတာနော် အဲ့တော့စောက်ကျွေးအဲ့လောက်ထူနေမှကျမတို့လည်းခုမှပဲသိရတော့လားရှင်တို့အဲ့ဒါရှင်တို့အဘအောင်ပဲကျမတို့ကပြန်ပြီးတော့ကျေးဇူးတင်အောင်ပဲနောက်တစ်ခုကအယိုးအရင်လေးကိုက်ရမလားဆိုပြီးရှင်တို့မှဖားလိုက်ရားလိုက်ရတာဟမ်ပြည်သူအမုန်းကိုခံပြီးတော့မှရှင်တို့ပါဇက်ကြီးနေရှင်တို့ဟိုခင်တဲ့ပါဇက်နဲ့တသားလေးဖြစ်နေတာရှင်တို့ပါဇက်တွေကလောက်တက်နေတာအဲ့လောက်တက်တဲ့ပါဇက်တွေနဲ့ရှင်တို့မတန်မရရှင်တို့ပြောတာကျမတို့ခေါင်းဆောင်ကျမတို့ပြည်သူတတိုင်းပြည်လုံးပြည်သူလူထုဘောမှမပါနော်အုံနောက်ရှိတဲ့ထမင်းစားတဲ့လူတွေ တင်မြောက်ထားတဲ့လေးစားရတဲ့အတူယူရတဲ့ခေါင်းဆောင်ယောက်ကိုရှင်တို့ဗဇက်ကပြောခဲ့တော့ကျွန်မတို့ကအသေးသေးမှလေးသိလားအရင်နာကျင်တယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်မတို့ခေါင်းဆောင်ဘလောက်တိပေးဆက်ထားလဲဆိုတော့တကပါလုံးသိတယ်ရှင်တို့ဗဇက်ကပြောလာတကပါလုံးသိတဲ့ဒေါအောင်ဆန်းစုကြည်ကလက်စားတာဘာဘယ်နေရာလက်စားရလဲဟင်ရှင်တို့လုတ်ခဲသမျှအလုတ်တွေပဲအဲ့လက်စားတာကိုခိုးတာဖွက်တာလို့ရှင်တို့တစ်ခွက်လုံးခိုးနေတဲ့တကူတွေမြန်မာနိုင်ငံထဲမှာရှိတဲ့လူရုပ်မှအောက်တန်းစားတွေရှင်တို့တွေကနော်ရှင်တို့တွေကပြန်ပြောတာကျွန်မတို့ခေါင်းဆောင်တွေကိုရှင်တို့တွေကပြန်ပြောတာရှင်တို့ကထောင်ထဲမှာလည်းထည့်ထားတယ်ဟုတ်လား ရှင်ပြိုင်ဖို့အတွက်လည်းရှင်တို့မှာအရေးချင်းမရှိဘူးဒီထောင်ထဲထည့်ထားတဲ့ခေါင်းဆောင်တွေကဒါရှင်တို့မဲခိုးပါတယ်ဆိုပြီးတော့ပြောခဲ့တဲ့စကားတွေကိုတာဝန်ယူမယ်ဆိုလို့ချက်ချင်းချက်ချင်းထောင်ထဲကနေထုတ်ပေးပြီးတော့ရှင်တို့ရွေးကောက်ပွဲကိုပြန်ပြီးလုပ်ကြည့်လိုက်ရန်ဟမ်ရှင်တို့မဲခိုးပါတယ်ဆိုတဲ့ဟိုအဟာကိုအဖြေမေးခွန်းတွေကိုတခါတည်းအဖြေဖြစ်သွားအောင်ရှင်တို့တတ်သိရှိလို့ရှင်ကျမတို့ခေါင်းဆောင်တွေထုတ်ပေးလိုက်ထုတ်ပေးပြီးတော့ရွေးကောက်ပွဲပြန်လုပ်ကြည့်လိုက်စမ်းပါနော်ကျမတို့ကအာမခံရဲတယ်ရဲရဲကြီးအာမခံရဲတယ်ဟုတ်လား မဲကိုအပြတ်အသတ်နဲ့နိုင်ခဲ့တာကျမတို့ခေါင်းဆောင်တွေကဘယ်ခစ်ဘယ်အခါမှာဖြစ်ဖြစ်တရင်တို့ထပြိုင်အောင်မှာအပြတ်အသတ်နဲ့နိုင်တာမဲအပြတ်အသတ်နဲ့နိုင်တာရှင်တို့ပြောချင်သလိုပြောပြီးတော့ထောင်ထဲထည့်ထားခဲ့ကြတယ်ရှင်တို့ကိုယ်တိုင်နော်မြန်မာပြည်ထဲမှာဥပဒေရဲ့အထက်မှာမုတ်တုတ်ထိုင်နေကြတာငွေရှိတယ်ငွေများတရားနိုင်ငွေရှိတယ်ဆိုရင်ရှင်တို့လှုပ်ချင်ရလှုပ်ပြီးတော့အဲ့ဒီနေရာကိုလည်းရှင်တို့သိမ့်မတ်မောတာပေါ့ နော်အဲ့ဒီနေရာကိုမှတ်မောလို့ပဲရှင်တို့ကိုယ်တိုင် NLD တဲ့ကိုဝင်လာခဲ့ကြတာလေရှင်တို့အဲ့ဒီအချိန်လုံးကကြတော့ NLD ကောင်းလိုက်တာ NLD ကောင်းလိုက်တာအမလီ NLD ကိုပဲမဲပေးကြပါရှင်တို့တွေပြောခဲ့တဲ့မျက်နှာကြီးတွေမမမေ့သေးဘူးကျွန်တော်တို့ကမမေ့တယ်နော်အခုလက်ကြလက်ကြတော့ NLD ထဲမှာရှင်တို့ခိုးလို့မရဘူးဆိုတာသိတော့ရှင်တို့ဟိုကကန်လဲထုတ်လဲထုတ်လိုက်ကောရှင်တို့ဒီဘက်မှာလာပြီးတော့မှဘောကိုရှင်တို့မနေပြန်မပြီးတော့မှရှင်တို့ရှောက်ပြောနေတာဗဇက်ကနေမဟုတ်ကဟုတ်ကနေရှင်တို့ရှောက်ထွက်နေတာစောက်ရှက်မရှိပဲနော်အခုကြတော့ရှင်တို့ရွေးကောက်ွယ်နဲ့ပတ်သက်ပြီးတော့မှ 好了，先罗不老外婆嘛嘛，先罗陪人讲话嘛。今晚上不要被逼他，的，一个不要先罗等一个漂亮嘞，你还有么漂亮嘞？嗯，先罗也老巴的，的，比如先罗少些弟妹几家了，今晚上比都热闹嘞，年年啊嘞，先罗的，先罗老巴的比嘞个，先罗嘛哈哈多比的啊。好了，先罗嘛阿妈胖的了，先罗的爷爷看的了，今晚上明年啊。嗯，明年了，哎罗，先罗少些干嘛嘛比的嘛，我那个乖的了，我去了，先罗我哥些在我们地了。好了，先罗没细路的，先罗老家的嘛，你看年啊了。 เนาะတကယ်တမ်းကြလို့ရှိရင်ရှင်တို့ရဲ့တိတ်ခါဆိုတာလည်းတပြားမှရှိတော့တာမဟုတ်ဘူးရွေးကောက်ပွဲအတွက်အဲ့ဒီနေရာအတွက်အဲ့ဒီခုံအတွက်ရှင်တို့ promotion လုပ်နေတာရှင်တို့ခေါ်ထားတဲ့အမှုပညာတွေကလည်းအမှုပညာရှင်တွေဆိုတာလည်းအောက်တန်းစားအမှုပညာရှင်တွေပဲเนาะအဲ့တော့ကျမတို့က boycott လုပ်တယ်ဆိုတာကလေသိလားရှင်တို့ခေါ်ထားတဲ့အမှုပညာရှင်တွေကိုကျမတို့ boycott အများအနှလုပ်နေတယ်ဆိုတာကသူတို့တွေလည်းစောက်ရှက်မရှိလို့ကျမတို့ကလုပ်နေရတာအေးဒါပေမဲ့ကျမတို့နိုင်ငံထဲမှာကဟိုကြည့်ကြရုပ်ရှင်ကလည်းမရှိဘူးလေเนาะတကယ် ဟိုအမှုပညာရှင်စစ်စစ်တွေက CDM တွေလောက်ထားကြတဲ့ခါကျတော့အဲ့လိုမျိုးတရားဘုတ်သုံးဘုတ်တွေကိုပဲလူတွေကကြည်နေရတာပေါ့ရှင်တို့ကလည်းအရာတွေကိုခေါ်ခေါ်ပြီးတော့မှဟဲ့လားရှင်တို့ရွှေဆိုင်ရွက်ောက်ပွဲဝင်ပြိုင်မှုအတွက်ခေါ်လိုက်နေဆိုတော့အဲ့ဒီအမှုပညာရှင်တွေရောရှင်တို့ရောဟိုချီးရွှင်းရအောင်လောက်နေပဲအကုန်လုံးကအတိလားနော်ပြည်သူလူထု ဆိုတာရှင်တို့မှာမရှိဘူးအနာဂတ်ဆိုတာရှင်တို့မှာမရှိဘူးရည်မှန်းချက်မျှော်လင့်ချက်တိုင်းပြည်ရည်မှန်းချက်တိုင်းပြည်မျှော်လင့်ချက်ဆိုတာရှင်တို့မှာဘာမှမရှိဘူးရှင်တို့မျှော်လင့်တာရှင်တို့အတွက်ပဲရှင်တို့ဘလို့ဘောမရမလဲဘယ်နာကနေဘလို့သွားပြီးတော့ကုန်းရက်ကမလဲနော်ရှင်တို့အဲ့အရာတွေကိုပဲစဉ်းစားပြီးတော့တစ်ချိန်လုံးရှင်တို့ဒါတွေနဲ့ပဲစောက်လို့ရှုပ်နေကြတာအဲ့တော့ရှင်တို့ရဲ့လားရလန်းဒီဒါအစပဲရှိသေးတယ်ဒါအစပဲရှိသေးတယ်ဒီရွေးကောက်ပွဲဒီတစ်ဖွဲ့တည်းပြိုင်တာတစုတည်းပြိုင်တာလူတစုတည်းပြိုင်တာ အဲ့ဒီလူတစုကောင်းစားဖို့အတွက်ကိုလည်းရှင်တို့တွေကပြည်သူလူထုပခုံးတွေဘောကိုတက်နင်းပြီးတော့မှရှင်တို့သွားနေကြတာနော်အဲ့ဒီအတွက်ရှင်တို့ရဲ့တမိုင်းကလည်းလှမှာမဟုတ်ဘူးရှင်တို့ကအခုတည်းကနာမည်သိနေပြီလူသာမသိသေးတာရှင်တို့နာမည်ကသိနေပြီနော်အဲ့တော့ဒီရွေးကောက်ပွဲကိုရှင်တို့ကအသေးအတန်ပြိုင်ခြင်းမှာပေါ့လိုခြင်းမှာပေါ့နေရာတခုဒီစစ်ကောင်စီကိုရှင်တို့နိုင်စေခြင်းမှာပေါ့ရှင်တို့လှုပ်ထားတာတွေကလက်လုံကြက်တုံတွေဖြစ်နေပြီလေ တကယ်လို့ဒါအဲ့ဒီအာနာယူတတိုက်ကြရှုံသွားပြီဆိုလို့ရှင်ရှင်တို့ကလည်းမျောပြီးပါဝါမဲ့အမိုက်တရိုက်တွေလေရှင်တို့ပြည်သူလူထုကြားထဲမှာပြန်ပြီးတော့ရှင်သန်မှုအယံခတ်ခဲသွားပြီဘာလို့လဲဆိုရင်ပြည်သူလူထုရဲ့သတွေးကွက်ထဲမှာရှင်တို့ကရှင်သန်ရတော့ရှင်တို့ကိုကျင့်ဖယ်တော့မှာရှင်တို့ကိုယွန်းစရာတရားဝါတွေအဖြစ်ပြည်သူကမြင်တော့မှာ အဲ့ဒီတို့ရှင်တို့ကသေမထူးနေမထူးတွေသေမထူးနေမထူးဖြစ်တဲ့အတွက်ရှင်တို့ရှင်တို့တွေဟလာဥကိုကိုကြီးတို့လိုလူမျိုးတွေအောက်တန်းစားတွေနော်တိုင်းပြည်ထဲမှာနိုင်ငံရေးကိုလှဲ့စားပြီးတော့ဘာမှပြည်သူအတွက်မပေးဆက်ဖ ೇನೆ အလကားလိုချင်တဲ့ဟာတွေနော်အဲ့ဒီအောက်တန်းစားတွေရဲ့တွားရလမ်းကနောက်တစ်ချိန်မှာတကယ်လို့ဒီတော်လန်ရေးကြီးတာအောင်မြင်ခဲ့လို့ရှိရင် ရှင်တို့တွေကနေရပြောက်မဲ့လူတွေ ရှင်တို့အားလုံးဟာအပြစ်ပြန်ပေးဆက်ရမယ်လူဒါတွေကတမိုင်းမှတ်တမ်းနဲ့အရင်ကလိုမျိုးနောက်ကြောင်းပြန်လှည့်ပြီးတော့နော်နောက်ကြောင်းပြန်လှည့်ပြီးအရေးမယူวะဆိုတဲ့အရာတွေကအခုချိန်မှာမရှိတော့မရတော့နော်ဒါကြောင့်မလို့ရှင်တို့ကဒီရွေးကောက်ပွဲကိုအယံဖြစ်စေခြင်းနေတာနော်ရှင်တို့ကပြောင်းလဲပြောင်းစားလုပ်နေတာရှင်တို့တကဘာလုံးကိုပတ်လည်နေတာ နော်ကျွန်တော်တို့မြန်မာနိုင်ငံထဲမှာအေဂျင့်နေပါတယ်ဆိုတာရှင်တို့တွေပဲအေဂျင့်နေတာရှင်တို့တွေပဲအေဂျင့်အောင်ငိမ့်ချမ်းအောင်ရှင်တို့တွေပဲအမျိုးမျိုးဖန်တီးပြနေတာပြည်တွင်းထဲမှာကသဘုတ်ဦးဖြစ်နေပြီကြည်ရသည်ဖြစ်နေပြီဟမ်ရှင်တို့ဒုက္ခပေးခဲ့သမျှအရာအလုံးပြည်သူတွေအားလုံးခံနေရတာအဲ့ဒီဝတ်ကြွေးတွေလည်းရှင်တို့တနည်းနည်းပြန်ဆက်ရမှာပဲနော်အဲ့တော့တိုင်းပြည်တွေကတခိုးများရာဇဝတ်ကောင်များပေါ့ရှင် เนาะတမိုင်းတရခံများဖြစ်တဲ့ရှင်တို့ရဲ့ကြဆုံးကံကိုကျမတို့ကအရသာ ရှိရှိဒီချိန်မှာထိုင်ကြည့်နေတယ်လို့ပြောပြစီအတော်လည်းမျိုးတွေအားလုံးကဒီမှာတွေ့ခဲ့တဲ့အကြောင်းအရာလေးကတော့လက်ရှိချိန်မှာမြန်မာနိုင်ငံရဲ့အခြေအနေပတ်သက်ပြီးတော့မိသမီးတွေရဲ့ထောက်ပြသွားဖြစ်ပါတဲ့အမှုပညာရှင်တွေရောအကုန်လုံးအကုန်လုံးသောဘောမာတွေပုံတော့ဂျိန်ကြရင်တော့ကျွန်တော်တို့ရှင်နေတဲ့မှာ အားသွားမှာဖြစ်မှာပါမဟုတ်ရင်တော့ကျွန်တော်နိုင်ငံမျိုးမြန်မာနိုင်ငံဖြစ်သွားမှာတော့သိကြပါပဲ။အဲမျိုးတွေအားလုံးမဒီဘလူးထောင်းနဲ့ပဲဆုံးသက်လိုက်ပါတယ်။နောက်ထပ်ပြီးမှာနောက်ထပ်သတင်းတော်တော်ပြည့်ရဲကျွန်တော်ရဲ့ကိုကြည့်ရဘလူးရှင် channel လေးကို Lion Scroll လောက်ထိုင်းလုံးနဲ့တက်လာမြပြီးတွင်သတင်းတွေအားလုံးကိုကြည့်ရှုနားဆင်ရဖြစ်ပါတယ်။ကျွန်တော်တို့ကိုကြည့်ရဘလူးရှင် channel လေးမှာကတော့မနက်ပိုင်းသတင်းနဲ့ညပိုင်းသတင်းဆိုပြီးဒီနေ့မှာနှစ်ကြိမ်တင်ပြပေးမှာဖြစ်တဲ့အတွက်ကိုကြည့်ရဘလူးရှင် channel လေးကိုရှာဖွေကြည့်ရှုပြီးတော့ပဲအားပေးပေးကြဖို့ဒီညကနေပြီးထမှန်တောင်းဆိုရင်းနဲ့ပဲဒီနေ့ဗီဒီယိုဒီမနက်ဗီဒီယိုလေးတော့နဲ့ပဲဆုံးသက်လိုက်ပါတယ်။ညပိုင်းစီစဉ်မှာပြန်လည်ဆုံတွေ့ကြပါမယ်။